မင်္ဂလာပါတိလာ morality continued မနီယာမျှဝေပြီးခဲ့တဲ့တိလာရဲ့ဂျန်နယ်အပိုင်းလေးကိုဆက်လက်မျှဝေပါမယ် In this slide then there are four kinds of moral conduct namely နော်မနီယာမျှဝေခဲ့တဲ့တိလာအပြင်ကုကျင်တရားနဲ့ဆိုင်တဲ့တိလာ၄မျိုးလည်းရှိပါတယ် Firstly bhikkhu တိလာ for the monks ရဟန်းတော်တွေပေါ့နော်စောင့်ထင်းလိုက်နိုင်ရမယ့်တိလတွေပေါ့နော်ရဟန်းတွေအတွက်ဆိုလို့ရှိရင်229သေသောတိခါပုရှိတယ်လို့လည်းလိလာမှတ်သားရပါတယ် Enix Bhikkhuni Sila Bhikkhuni Tila for the Nuns ဒီရဟန်းသာသနာဝင်ထံအမျိုးသမီးပေါ့နော် Bhikkhuni သူတို့တွေလိုက်နာစောင့်ထင်းအပ်တဲ့တိလတိလရှင်တွေစောင့်ထင်းရတဲ့တိလကလည်း330 တတွေ့တော့သိခါပုတ်ရှိတယ်လို့လိလမှတ်သားရပါတယ်။ And then တာမနီရာတီလာဖောဒနိုဗစ်စ်အဲကိုရင်ကိုရင်လေးတွေဝတ်ထားတဲ့သူတွေပေါ့နော်။ကိုရင်ဝတ်ထားတဲ့သူတွေစောင့်ထင်းရမယ်။ဆေပါတီလာရှိတယ်ဆိုတာလည်းအားလုံးသိကြပါတယ်။ And then ကဟတာတီလာဖောဒဟောက်စ်ဟူလ်ဒါတ်စ်အင်းရတီထောင်လူတို့ပေါ်မှာနေတဲ့လူဝိကြောင်နေစောင့်ထင်းရမယ်တီလာဆိုပြီးတော့ ဒီကိုကျင့်တရားနဲ့သဆိုင်တဲ့သီလ၄မျိုးရှိတယ်ဆိုတာလေလီလာမှတ်သားရပါတယ် The monks and nuns have to follow follow the rules of Vinaya by not committing any of the four para sikats and others ဒီယဟန်တော်နဲ့သီလရှင်ဒီသာသနာဝန်ထမ်းယဟန်တော် ဒီသီလရှင်တို့ဟာဆိုလို့ရှိရင်ပါရာဇိက၄ပါးနဲ့အခြားတစ်ခုကိုမကျူးလွန်မဲနဲ့ဝိနည်းအသိခါပုတ်တည်လိုက်နာဆောင်ထင်းရမယ်ယဟန်တော်ရီယာလည်းသူတို့နဲ့သက်ဆိုင်တဲ့229သွေသောသိခါပုတ်เนาะဆရာမေတီတို့ကလည်း317ပါးသောသိခါပုတ်ဓာတ်တွေကိုလိုက်နာရမယ်လို့ဆိုလိုတာပါအဲ minor offenses are of a travel nature which are countering to sense control and so on ဒီအသေးအဖွဲတာမန်ပြစ်မှုတွေကတော့အာယုံထိ ंछ ုံမှုနဲ့ဆန့်ကျင်ပဲဖြစ်တဲ့အသေးအဖွဲသဘောတဘာဝတစ်ခုဖြစ်ပါတယ် In this light, the novices have to take the three refuges and to follow the ten precepts. လေးတွေပေါ့နော်တာမဏိများစွာကတော့ယတနာ၃ပါးကိုလည်းကိုယ်ကိုယ်စီကပ်ပြီး၁၀ပါးသီလကိုလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်၁၀ပါးသီလကလည်း killing သူတစ်ပါးတက်ကိုတပြတ်ချင်းမှရှောင်ကျင်ခြင်း stealing သူတစ်ပါးဥစ္စာပစ္စည်းခိုးယူခြင်းမှရှောင်ကျင်ခြင်း celibacy အင်အားတည်ထောင်တဲ့ဒီလူကလည်းရှောင်ကျင်ခြင်း lying လင်ညာပြုစုခြင်းနှင့်ရှောင်ကျင်ရမယ် into sequence တည်တည်ရဲ့တောက်ဆမှုခြင်းကလည်းရှောင်ကျင်ရမယ် eighteen afternoon နေ့လယ်ညစာစားသုံးခြင်းကလည်းရှောင်ကျင်ရမယ် entertainment ပြဝဲရှင်ပွဲသားသွားလာတာတွေပေါ့နော်ဒါတွေလည်းရှောင်ကျင်ရမယ် and then beautiful and adornments เนาะအမွေးနှသာသုံးတာတွေเนาะအလပရေးရာဒီလိုမျိုး ပြုလုပ်ခြင်းတွေကလည်းရှောင်ကျဉ်ရမယ် and then hide and large beds မြင်သောမြတ်သောအရာတွေမှာနေထိုင်အိပ်စက်ခြင်းကလည်းရှောင်ကျဉ်ရမယ် next using money နော်ငွေကြေးတွေကိုကိုယ်တိုင်ကင်သုံးဆွဲတာမျိုးတွေကလည်းမပြုလို့ရဘူးဆိုတော့အဲဆေဘာတီလာကိုရှောင်ကျဉ်ပြီးတော့ဒီချမှတ်ထားတဲ့သူတို့တွေချမှတ်ထားတဲ့

တကယ်လို့ပေါ့နော်ဒီချမှတ်ထားတဲ့ဝင်းနီးစီမင်းနေစီကန်နေဒါရီဖောက်ပြက်တဲ့ပုဂ္ဂိုလ်ပေါ့နော်ဖောက်ပြက်တဲ့ကိုရင်ဆိုရင်တော့သူ့ကိုအလိစီလို့သတ်မှတ်ရပါမယ်နော်အလိစီဆိုတာဒီမကောင်းမှုကိုပဲလိလလိုက်စားတဲ့သူလို့ဆိုလိုတာပါဒါဆိုရင်တော့သူ့ကိုသူနဲ့ထိုက်တဲ့နဲ့နော်အပြစ်မျိုးတော့သူမှဒါဝင်းနီးစီမင်းမလိုက်တော့ဘူးဆိုရင် ကိုရင်ဒီမှာလည်းအဖြစ်ကျူးလွန်မှုရှိတယ်ဆိုတာကိုလေ့လာမှတ်သားရပါတယ် In this light morality of the householders is the observance of ditrana and five precepts throughout his life အင်းရဒီထောင်လူဝိကြောင်တွေကတော့တရဏဂုံ၃ပါးကို စီကတ်ကြပြီးတော့เนาะ ၅ပါးသီလကိုစောင့်ထင်းကြရမယ်เนาะဒီဘက်ဇေယျမဆိုရင်တရင်ဒီဘယ်ဘက်ဆုံးက killing stealing sexual misconduct lying intoxicants နော်ဒါမျိုးပေါ့เนาะ၅ပါးသီလကိုလူ့အကြောင်းတွေကလိုင်းနာစောင့်ထင်းရမယ် then 8 or 10 precepts are kept on for the third day ဒါကတော့10ပါးသီလနဲ့10ပါးသီလကတော့ဥပုပ်ဆောင်တဲ့နေ့တွေမှာစောင့်ထင်းကြရမှာဖြစ်ပါတယ်เนาะဒီဘက်မှာလည်းအဲ

every buddhist to refrain ဒီချက်တည်းဟာဗုဒ္ဓဘာသာဝင်တိုင်းစောင့်ထင်ကြရမယ့်အချက်တည်းပဲဖြစ်တယ် precepts are obviously the fundamental that it's conditioned ဒါကြောင့်မို့နော်အလုံးဟာကိုရီဟာဆိုရင်ဒီဘဝမှာရှင်သန်ရက်တည်နေသည်၍ဒီရှိနေတဲ့အခြေခံကြတဲ့နော်တီလာတွေဟာ နေ့စဉ်နေ့တိုင်းစောင့်ထိန်ကြရမှာဖြစ်တယ်။ So we should follow them in the whole life ဘဝတသက်တာမှာဒီရှင်သန်ရက်တည်နေသေးပေါ့နော်ဒီလိုမျိုးစောင့်ထိန်မှာပဲလောကီလောကုတ္တရာဆိုင်ရာကျူတရားတွေလည်းခံစားရမယ်ကုအတွေ့ရောသူသူတစ်ပါးအတွေ့ရောကိုနဲ့ပတ်သက်တဲ့သူတွေတွေ့ရောကိုကကောင်းမှုလို့ရင်ကောင်းတဲ့အကျူတရားပဲခံစားရမှာဖြစ်တယ်။ အဲမကောင်းတာလို့ရင်တော့မကောင်းတဲ့အကျိုးဆက်ပဲခံစားရမယ်ဆိုရလဲအားလုံးဟိုသိကြပါတယ်ဒါကိုလေเนาะဒါလေးကိုနားထောင်မယ်ဆိုရင်တော့ကို့အတွက်ဘ ഹു တ္တလေးတွေတိုးဝါပြီးတော့ဆင်ခြင်နိုင်လိမ့်မယ်လို့လေဟိုရည်ရွယ်ပြီးတော့ဒါလေးကိုမျှဝေပေးတာပါเนาะရဟန်းတော်တွေဟာလေရဟန်းတော်တွေအတွက်เนาะတာမကောက်ဘူးရဟန်းတော်တွေကလည်းရဟန်းတော်တွေလိုက်နာမယ်ဟာလိုက်နာရမှာလို့ ဒီလူဝကြောင်နေရလဲပဲအင်ယာတီထောင်လူတို့ဘောင်မှာနေတဲ့လူဝကြောင်နေဟာလဲပဲလူပုဂ္ဂိုလ်တွေအတွက်လဲကိုနဲ့သက်ဆိုင်တဲ့ကျင့်ဝတ်တိခါတွေကိုစောင့်ထင်းလိုက်နာမှာပဲเนาะအရာရာဟာအောင်မြင်မှုတွေရရှိပြီးလောကုတ္တရာလောကီလောကုတ္တရာအကျိုးနှစ်ဖြာကောင်းကျိုးတွေခံစားရမယ်ဆိုတာမျှဝေပေးရင်းနဲ့အခုဒီတီလာပိုင်းဆံရလေးနဲ့ပတ်သက်တဲ့အကြောင်းပေါ့เนาะတီလာတွေအများကြီးရှိတဲ့ထဲမှာအခုဒီ အပိုင်းလေးကိုမျှဝေတာကတော့ဒီမှာပဲရနာပြီးဆုံးပါပြီကျေးဇူး